မြန်မာပြည်သူရဲ့မဆက်ဖြားရဲမှာထိတ်ဆုံးကိုရောက်ရှိနေတဲ့ Joshua Ban ကို One Championship Back ကတော့စိတ်ဝင်စားနေကိုလိုက်လံရှာပွဲစုံစမ်းနေကြောင်းသတင်းတွေကတော့အသိချကိုတွေ့နေရပါပြီ Joshua Ban ရဲ့ power ကတတော်လေးကိုမလွယ်ဘူးဗျ Joshua Ban ဟာ UFC မှာအောင်မြင်မှုအတန်အသင့်ရရှိနေပြီလေဖြစ်ပါတယ် One Championship ကလည်းမြန်မာနိုင်ငံမှာအောင်လန်းအန်ဆန်ခစ်အလွန်တကယ်ကိုမှ Superstar Fighter เนาะ ရှာပုံတော့ဖွင့်လာကြနေပြီ။ဒါမဲ့ခွတတိဘဲဖိုက်တာမှအွန်လာအန်ဆန်လောက်အောင်မြင်မှုရမယ့်ဖိုက်တာကပေါ်မလာသေးဘူး။ဘရိုနီကာတို့လောက်ပဲမျောလင့်ချက်ရှိတာပါ။ဆိုတော့အခုလက်ရှိမြန်မာနိုင်ငံမှာရီဗန်စားနေတဲ့ဖိုက်တာတွေတန်းမှာတော့ဂျက်ရှွာဘိုင်းရဲ့နာမည်ကခဏခဏမြန်မာနိုင်ငံရဲ့လက်ဝေးနဲ့ဘောက်ဆင်းနဲ့ပတ်သက်တဲ့တင်ဆက်နေတဲ့မီဒီယာတွေကြားထဲမှာ1 championship ကလည်းခဏခဏဂျက်ရှွာဘိုင်းနာမည်ကိုတွေ့နေရတဲ့အခါကျတော့ ဂျိုရှွာဘိုင်းရဲ့ပုံကို Google မှာရိုက်ရှာပြီးတော့မြန်မာပြည်သက်တွေထံစုံစမ်းရလောက်တဲ့အထိ One Championship ကဂျိုရှွာဘိုင်းကိုစုံစမ်းလေ့လာနေကြအောင်ကျွန်တော်တွေးရပါတယ်အဲ့လောက်တဲ့အထိကိုဂျိုရှွာဘိုင်းရဲ့ power ကတော့တော်တော်လေးကိုအများတကာမီဒီယာတွေနိုင်ငံတကာကပါ One Championship ကပါစိတ်ဝင်စားနေတဲ့အထိဖြစ်သွားခဲ့ပါပြီဒါမဲ့ဂျိုရှွာဘိုင်းကတော့ One Championship တဲ့အစပေါင်းများစွာတားတဲ့ UFC မှာ အလားအလာအကောင်းဆုံးအနေထားရောက်ရှိနေတာဖြစ်တဲ့အတွက် World Championship နဲ့ UFC ရဲ့ထိုးကြီးကလည်းများစွာကွာနေတာဖြစ်တဲ့အတွက်လာဖို့လုံးဝတော့မဖြစ်နိုင်ပါဘူး။အခု Joshua Wang ရဲ့သပွဲထိုးကြီးကဒေါ်လာ3000ခွဲမှာရှိပါတယ်။ World Championship မှာမြန်မာ Fighter Lee Ri ဟာ1 Friday Fight မှာဒေါ်လာ1500နဲ့သပွဲထိုးကြီးကိုထိုးရတာဆိုတော့ဘလောက်တည်းဒီကွာလေးချီအောင်မိုးနဲ့မြည်လို့ကွာနေတာဖြစ်တဲ့အတွက်နော် Joshua Wang ကတော့ စဉ်းစားမဲ့ပုံတော့မပေါက်ပါဘူးဗျာနော်ဂျက်ရှွာဘန်ကတော့ဒီကနေ့ထူးထူးခြားခြားပေါ့နော်ပြည်သက်တွေကိုရင်ဖွင့်လာတဲ့ကိစ္စတွေရှိတယ်အဲ့ဒါကတော့မြန်မာအလံကိုဂိုင်ခွင့်ရတာနဲ့ပတ်သက်ပြီးတော့ပေါ့လीသူက မြန်မာအလံကန်ခွေးမရဘူးဒါကြောင့်မလို့သွားကတ်မှာမြန်မာအလံလေးကိုထည့်သွားတာဖြစ်တဲ့အတွက်အဲ့ဒီမှာ UFC ကလည်း Joshua ဘန်ရဲ့သူ့နိုင်ငံပေါ်ချစ်မြတ်နိုးစိတ်ကိုတကယ်ကိုမှအတိမတ်ပြုသွားခဲ့ပြီးတော့တူယူတန်ယုံမြန်မာဆိုတာနိုင်ငံဖြစ်တော့ UFC ကတည်ထားမှုဘူးပေါ့ဗျာအခုလိုမျိုး Joshua ဘန်ရဲ့သူ့နိုင်ငံပေါ်မှာချစ်မြတ်နိုးတဲ့စိတ်เนาะမြန်မာနိုင်ငံအလံပေါ်မှာချစ်မြတ်နိုးတဲ့စိတ်ကို UFC ကတည်သွားတာဖြစ်တဲ့အတွက်เนาะအဲ့ဒီပွဲမှာသွားသွားကတ်ဖြစ်တာ ဲ့ဒီမြန်မာနိုင်ငံအလံကိုမသုံးဘူးဆိုရင် UFC ကခွတ်တည်းပွဲမှာဒါမြန်မာအလံကိုယူဆောင်ခွင့်ပေးမှာမဟုတ်ဘူးဆိုပြီးတော့ဖွင့်ဟာသွားခဲ့ပြီးတော့ Joshua Ban ဟာမြန်မာနိုင်ငံအလံကိုဘယ်လောက်တက်သည့်အသုံးပြုခြင်းပြီးတော့မြန်မာနိုင်ငံကိုဘယ်လောက်တက်သည့်ချစ်လဲဆိုရင်သူလေ့ကျင့်နေတဲ့လိတ်တွေမှာတော့မြန်မာအလံကိုတတ်ထားတာကိုတွေ့ရတာပဲဖြစ်ပါတယ်เนาะ Joshua Ban ကတော့အခု ranking number 1 Brandon Rover နဲ့ဘွဲမှာရှုံရှုံနိုင်နိုင်သူ့နေနဲ့အရှုံးမရှိလို့ထိုးတာမဟုတ်ဘဲနဲ့လုံးဝကိုနိုင်နိုင်လို့ထိုးတာဖြစ်ကြောင်းနဲ့ဒီနှစ်ကုံမှာ Champion စင်ခေါ်သွားမှာဖြစ်ကြောင်း Joshua Van ကမမိကိုကိုယုံကြည်ကြောင်းကိုပရိသတ်တွေကိုယင်ဖွင့်ထားပြီဖြစ်ပါရီအနိုင်ရမည်လို့လည်းယုံကြည်ပါရယ်နော်